ာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေအသွေးကကင်းဝင်ပြီးကိုယ်စိတ်နှပါလုံးချုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။အခုချိန်အားစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမကတော့ချူပါ။ဒီနေ့အောက်တိုဘာ31ရက်တောက်ကြနေ့အတွက်တင်ဆက်ပေးမယ့်သတင်းခေါင်းစဉ်တွေကတော့ မြန်မာနိုင်ငံမှာအယက်သားပြည်သူတွေကိုကာကွယ်ရေးနဲ့အသက်ဆုံးရှုံးမှုတွေကိုတားဆီးရေးအတွက်နိုင်ငံတကာရဲ့အရေးပေါ်လှုပ်ဆောင်ချက်တွေလိုအပ်တယ်လို့အံမတ်ကြီးဥကြုံမထုံပြောကြားလိုက်တဲ့တဲ့တင်။အကြက်ဖက်ဆေးအုပ်စုကြောင့်နေအိမ်မီးရှို့ခံရတဲ့တောင်သာမြို့နယ်တွေကကျေးရွာနေပြည်သူတွေကိုရိတ်ခါနဲ့ထောက်ပံ့ငွေတွေပေးအပ်ခဲ့တဲ့တဲ့တင်။အကြံဖက်ဆေးအုပ်စုကြောင့်ယခုလအတွင်းအသက်၁၈နှစ်အောက်ကလေး၃၈ဦးသေဆုံးခဲ့ရတဲ့တဲ့တင်။ မိုးကုန်းမျိုးကာကွယ်ရေးအတွက်တော်လန်ရေးတာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့ကိန်းခွန်နေတဲ့ရဲဘော်တွေကိုပြန်လည်ဖိတ်ခေါ်နေတဲ့တဲ့င်းမုံရမျိုးနယ်မှာအကြမ်းဖက်စစ်တပ်ရဲ့တက်ကြတအူအလင်းဝင်ရောက်ခဲ့တဲ့တဲ့င်းနဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့စစ်အာဏာရှင်တော်လန်ရေးဆန္ဒပြလူမှုသပိတ်တဲ့င်းတွေပဲဖြစ်ပါလေရှင်ပထမဆုံးတင်ဆက်ပေးစင်းတဲ့တဲ့င်းကတော့ မြန်မာနိုင်ငံမှာအရသာပြည်သူတွေကိုကာကွယ်ရေးနဲ့အသက်ဆုံးရှုံးမှုတွေကို တားဆီးရေးအတွက်နိုင်ငံတကာရဲ့အရေးပေါ်လှုပ်ဆောင်ချက်တွေလိုအပ်တယ်လို့တမ်မတ်ကြီးဦးကျော်မိုးထွန်းပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာအရသာပြည်သူတွေကိုကာကွယ်ရေးနဲ့အသက်ဆုံးရှုံးမှုတွေကိုတားဆီးရေးအတွက်နိုင်ငံတကာရဲ့အရေးပေါ်လှုပ်ဆောင်ချက်တွေလိုအပ်တယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။ကုလသမဂ္ဂလူမှုရေး ်လူသားချင်းစာနာထောက်ထားမှုနဲ့ယဉ်ကျေးမှုရေးရာကော်မတီတတိယကော်မတီမှာမြန်မာနိုင်ငံအတွင်းဖြစ်ပေါ်လျက်ရှိတဲ့လူအခွင့်အရေးအခြေအနေတွေနဲ့ဆက်လင်းပြီးဆွေးနွေးပွဲကို အောက်တိုဘာ28ရက်မှာပြုလုပ်ခဲ့ရမှာအခုလိုထည့်သွင်းဆွေးနွေးလိုက်တာပါဆေးရုပ်စုဒီပင်လေးမြမအကျက်တဲဤစစ်မြစ်ဖြစ်ကြောင်းရင်းအားဖြည့်ရှင်းရန်မြမအကျက်တဲပုံမိုးဆိုးရလာခြင်းမှကာကွယ်ရန်နဲ့အရသာဆုံးရှုံးမှုအားတားဆီးရန်နိုင်ငံတကာထံမှ အရေးပေါ်လှုံ့ဆော်ချက်များလိုအပ်ပါကြောင်း မိမိတို့တွင်အာဆီယံဘုံသဘောတူညီချက်၅ရပ်လုံခြုံရေးကောက်စီဆုံးဖြတ်ချက်2669နဲ့အထွေထွေညီလာခံလူခွင့်ရေးကောက်စီဆုံးဖြတ်ချက်များ အခြေခံထားရှိပြီးဖြစ်ကြောင်းအဆိုပါထုတ်ပြန်ချက်များအားစေယုစုမှအကောင့်ထဲပေါ်ဆောင်ရွက်ရန်အတန်တတန်လေးဖြင့်တောင်းဆိုကာပြည်သူအသက်များကိုကယ်တင်ရမည်ဖြစ်ကြောင်းတမ်မကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။ လူခွင့်ရေးမဟာမင်းကြီးကတောင်းဆိုထားတဲ့အတိုင်းလုံခြုံရေးကောင်စီကမြမရေးကိစ္စတစုံလုံးကိုနိုင်ငံတကာရာဇဝတ်ခုံရုံးတို့လွှဲပြောင်းတင်သွင်းဖို့ထက်လောင်းတောင်းဆိုလိုတယ်လို့တမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောပါတယ်။နိုင်ငံတကာရာဇဝတ်ခုံရုံးအစိုးရရှင်တွေကမင်းအောင်လှိုင်အားဖန်ဝရထုတ်ရန်2024ခုနှစ်ကတောင်းဆိုခဲ့သည့်အပေါ်လဲကြိုးစိုးထောက်ခံပါကြောင်းနိုင်ငံတကာရာဇဝတ်ခုံရုံးအနေဖြင့်မင်းအောင်လှိုင်အားဖန်ဝရထုတ်ရန်အချိန်အခါကြာတင်နေပြီဖြစ်ကြောင်း ။ဤနည်းအားဖြင့်ရာဇဝတ်သားများအနေဖြင့်၎င်းတို့ကျူးလွန်သည့်လူမဆန်သောရာဇဝတ်မှုများအတွက်လွတ်လန်းမရှိကြောင်းကိုပြက်သားစွာတည်င်းစကားပါနိုင်မည်ဖြစ်ကြောင်းတမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောပါရယ်။တရားဥပဒေစိုးမိုးမှုပြိုလဲတာပြည်တံကင်းလုခွေကိုခန်းစားနေရတဲ့အကျန်းဖက်ဆေယောစုနဲ့သူတို့နေကြားဆောင်တက်တွေကရာဇဝတ်ခိုင်းများအတွက်လုံခြုံတဲ့ရက်ဝင်းတွေကိုရည်ရွယ်ချက်ရှိရှိဖန်တီးပေးထားတာကြောင့် မြန်မာနိုင်ငံဟာနေဆက်ဖြတ်ကျော်မှုကိမြအတွက်ကမ္ဘာလုံးဆိုင်ရာဗဟုချက်တစ်ခုဖြစ်လာစေခဲ့ပြီးတော့ဒေတာတွေနဲ့အတခြားနေရာအနှံ့ပြားကိုပါကြီးမားတဲ့စိန်ခေါ်မှုတွေကိုဖြစ်ပေါ်နေရလို့ထပ်လောင်းပြောကြားခဲ့ပါတယ်ရှင်။အကျန်းဖက်စိအုပ်စုကြောင့်နေအိမ်မီးရှို့ခံရတဲ့တောင်တာမြို့နယ်တွင်းကကျေးရွာနေပြည်သူတွေကိုရိတ်ခါနဲ့ထောက်ပံ့ငွေပေးအပ်ခဲ့တဲ့တဲ့ရင်ဆက်လက်တင်ဆက်ပေးပါမယ်။အကျန်းဖက်စိအုပ်စုကြောင့်နေအိမ်မီးရှို့ခံရတဲ့တောင်တာမြို့နယ်တွင်းက ကျေးရွာနေပြည်သူတွေကိုရှိတ်ခါနဲ့ထောက်ပံ့ငွေများပေးအပ်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။မန္တလေးတိုင်းမြင်းချံခရိုင်တောင်သာမြို့နယ်အတွင်းကကျေးရွာတစ်ခုမှာအကြက်ဖက်စေုပ်စုရဲ့မိရှုဖျက်ဆီးမှုကြောင့်ဆုံးရှုံးခဲ့ရတဲ့ပြည်သူတွေကိုအိမ်နောက်စုလိုက်ဆန့်ရိတ်ခါနဲ့ထောက်ပံ့ငွေတွေပေးအပ်မှုကိုအခုအောက်တိုဘာလအတွင်းမှာပြုလုပ်ခဲ့ပါတယ်။ အခုလိုထောက်ပံ့ကူညီမှုတွေကိုတောင်သာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးနဲ့လူ့ခွင့်ရေးဆိုင်ရာတာဝန်ခံတို့ကပူးပေါင်းပြုလုပ်ခဲ့တာဖြစ်တယ်လို့လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။အကြမ်းဖက်ဆေးအုပ်စုရဲ့တိုးမြင့်လှုပ်ဆောင်လာတဲ့အကြမ်းဖက်၄ချောင်းတိုက်ခိုက်မှုတွေနဲ့စစ်ကြောင်းတို့မိရှုဖျက်ဆီးမှုတွေကြောင့်ပြည်သူလူထုရဲ့အကူအညီလိုအပ်ချက်တွေလည်းပုံမမြင့်မာလာနေပါတယ်။ လူခွင့်ရေးဆိုင်ရာဝင်ကြီးဌာနအနေနဲ့လည်းလိုအပ်ချက်တွေအတွက်တိုင်းရိုက်ကူညီမှုများနဲ့ပူးပေါင်းချိတ်ဆက်ကူညီမှုတွေဆင်ဆက်မပြတ်လှုပ်ဆောင်နေရလို့ပြည်သူလူထုကိုအသိပေးထုတ်ပြန်ထားပါတယ်ရှင်။အကျန်းဖက်ဆေးအုပ်စုကြောင့်ယခုလအတွင်းအသက်18နှစ်အောက်ကလေးငယ်38ဦးသေဆုံးခဲ့ရတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်ဆေးရုပ်စုကြောင့်ယခုအော်တိုဝါလာအတွင်းမှာအသက်၁၈နှစ်အရကလေး35ဦးသေဆုံးတယ်လို့နိုင်ငံရေးအကျဉ်းသားများကိုညီဆောက်ရှောက်ရေးအသင်း AAPP ရဲ့စီးရင်တွေအရသိရပါတယ်။နိုင်ငံရေးအကျဉ်းသားများကိုညီဆောက်ရှောက်ရေးအသင်း AAPP ရဲ့ကောက်ယူထားတဲ့စီးရင်တွေအရအော်တိုဝါတရက်ကနေ30ရက်အတွင်းမှာအကြမ်းဖက်ဆေးရုပ်စုကြောင့်နှစ်နှစ်အရွယ်မိန်းကလေးတဦးနဲ့ယောက်ျားလေးတဦးအပါအဝင်အသက်၁၈နှစ်အောင်မိန်းကလေး၁၈ဦးယောက်ျားလေး၁၈ဦးတို့သေဆုံးခဲ့တာပါ။ အဲ့ဒီတေဆုံးရတဲ့အရေးအတွက်ထဲမှာရှမ်းပြည်နယ်က10ဦးနဲ့တေဆုံးမှုအများဆုံးဖြစ်ခဲ့ရပြီးတော့စကိုင်းတိုင်းကတော့တေဆုံးသူ9ဦးနဲ့ဒုတိယအများဆုံးဖြစ်ခဲ့ရပါတယ်။ဒါအပြင်အဲ့ဒီတေဆုံးမှုအရေးအတွက်ထဲမှာ28ဦးကလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်တေဆုံးရတာဖြစ်ပြီး6ဦးကတော့လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်တေဆုံးရတာဖြစ်ပါတယ်။အဆိုပါကာလအတွင်းမှာအတိပြုရန်လိုအပ်နေတဲ့တေဆုံးသူအရက်သား10ဦးစီးရင်ကိုလည်းတိကျပြုစုထားတယ်လို့ AAPP စီးရင်တွေကသိရပါတယ်ရှင်။ မိုးကုတ်မြို့ကာကွယ်ရေးအတွက်တော်လိုင်းရေးတာဝန်တွေပြန်လည်ထမ်းဆောင်ဖို့ကိန်းကွာနေတဲ့ရဲဘော်တွေကိုပြန်လည်ဖိတ်ခေါ်နေတဲ့သတင်းကိုထပ်မံတင်ဆက်ပေးပါမယ်။မိုးကုတ်မြို့ကာကွယ်ရေးနဲ့တော်လိုင်းရေးတာဝန်တွေပြန်လည်ထမ်းဆောင်ဖို့တပ်ဖွဲ့နဲ့ကိန်းကွာနေတဲ့ရဲဘော်တွေကိုမိုးကုတ်ပြည်ဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဒီနေ့မှပြန်လည်ဖိတ်ခေါ်နေပါတယ်။ရဲဘော်တို့ဟာနှွေဦးတော်လိုင်းခရီးမှာသွေးချွေအနစ်နာခံမှုတွေနဲ့တော်လိုင်းရဲ့အင်အားကြီးမတဲ့အစိတ်ပိုင်းတွေ ဖြစ်ခဲ့ကြပါတယ်လို့မိုးကုတ်ပြူဟာကထုတ်ပြန်ပါတယ်။ အကြောင်းမျိုးမျိုးကြောင့်မိုးကုတ်ပြူဟာနဲ့ခိတခဏကင်းကွာနေခဲ့ကြတာကိုနားလည်စာလာမိတော့လေရဲဘော်တို့ရဲ့အတွေ့အကြုံရဲဘော်တို့စွမ်းရည်ရဲဘော်တို့ရဲ့တော်လန်ကြီးအပေါ်ထားရှိတဲ့စေတနာတွေကိုမိုးကုတ်ပြူဟာကအမြင့်တက်မှုရှိနေတယ်လို့ဖော်ပြထားပါတယ်။ပြည်သူလူထုအတွက်တော်လန်ကြီးရဲ့ခွန်အားတက်ရဲ့အနေနဲ့မိုးကုတ်ပြူဟာနဲ့အတူပြန်လဲလက်တွဲတိုက်ပွဲဝင်ကြဖို့နှွေးထွေးစွာဖိတ်ခေါ်ပါတယ်။ မိုးကုတ်ပြူဟာအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့တရားဝင်တပ်ဖွဲ့ဖြစ်တဲ့အတွက်သက်ဆိုင်ရာစီမင်းစည်းကမ်းများကိုလည်းလိုက်နာဖို့လိုအပ်တယ်လို့ဖော်ပြထားပါတယ်။အကြောင်းမျိုးမျိုးကြောင့်တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်တွေဟာအခုအကြောင်းအရာထုတ်ပြန်တဲ့နေ့မှစပြီးတပတ်အတွင်းပြန်လည်တာဝန်ထမ်းမိအကြောင်းသတင်းပို့ချိတ်ဆက်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ခီးလုံနေတဲ့ရဲဘော်တွေကလူကိုယ်တိုင်းလာရောက်ချိတ်ဆက်နိုင်မယ်ရက်သတ်မှတ်ပြီးတော့တတ်မှတ်ရဲ့တပတ်အတွင်းသတင်းပို့ချိတ်ဆက်လာပါက စင်းမြင့်စည်းကမ်းများအတိုင်းစီစစ်ဆုံးဖြတ်ပြီးတော့တက်ညာထောက်ထားမှုမူဝါဒနဲ့အညီပြန်လည်ဝင်ရောက်လာတဲ့ရဲဘော်ရဲ့နောင်တနဲ့ဆန္ဒပြင်းပြမှုကိုအလေးထားစဉ်းစားပေးမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။တမရဲ့ထက်ကြုံလုံးတဲ့အသည့်ဆက်တွေချိတ်ဆက်လာခြင်းမရှိတဲ့ရဲဘော်တွေကိုတရားဝင်တပ်ပြေးအဖြစ်ကျင်ညာခြင်းခံရပြီးတော့ MOD ကနေထုတ်ပြန်ထားတဲ့စစ်ဘက်ဆိုင်ရာတပ်ပြေးမှုဥပဒေအရပြစ်ဒဏ်ခံယူရမှာဖြစ်တယ်လို့မိုးကုတ်ပြူဟာကထုတ်ပြန်ထားပါတယ်ရှင်။ မုံရွာမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့တက်ကြွတအူးအလင်းဝင်ရောက်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့နယ်မှာအကြက်ဖက်စစ်တပ်ရဲ့တက်ကြွတအူထွက်ပြေးလာပြီးရောအလင်းဝင်ရောက်ခဲ့တယ်လို့မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကဒီနေ့မနက်မှာထုတ်ပြန်ပါတယ်။အလင်းဝင်ရောက်လာတဲ့တက်ကြွကအော်တိုဘတ်29ရက်မှာထွက်ပြေးလာတာဖြစ်ပြီးတော့မုံရွာမြို့နယ်ပကဖအမှတ်နှစ်တိုက်နယ်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တော်ကြွဲကြီးပျောက်ကြားတပ်ဖွဲ့နဲ့ချိတ်ဆက်ပြီးရောအလင်းဝင်ရောက်ခဲ့တာပါ။ ထပ်ပြေးလာတဲ့တက်ချက်မှာမိခင်တရင်စတာယာ6ကလေးကနေရခိုင်ကိုပို့ခံရတာကြောင့်ထွက်ပြေးလာပြီးတော့အလင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။အဆိုပါတက်ချက်ကိုစိတ်ရာဇဝဲမှုတွေနဲ့ပတ်သက်မှုရှိမရှိဆက်လက်ဆက်ဆင်းနေပြီးတော့အလင်းဝင်ရန်သူတက်သားတွေကိုရိုင်းနှက်ခြင်းအကြမ်းဖက်နှိပ်စက်မှုတွေမပြုတ်လောက်ဘူးလို့ဆိုပါတယ်။စိတ်ရာဇဝဲမှုတွေနဲ့ပတ်သက်မှုမရှိရင်ဖြစ်ချင်တဲ့ဆန္ဒအတိုင်းဆက်လက်ဆောင်ရွက်ပေးပါမယ်လို့အတိပေးထုတ်ပြန်ထားပါတယ်ရှင်။ အခုနောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့စစ်အာဏာရှင်အမြင့်ပြတ်ချိန်မုံရင်းလူမှုဆန္ဒပြပွဲသတင်းတွေကိုစုစည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှင်းမပင်မျိုးနယ်မှာနောက်ပြတ်မလှည့်ကြီးဒီတော်လင်းရေးသပိတ်စစ်ကြောင်းကအတူရောင်ရွေးကောက်ပွဲစံကြရင်နဲ့အကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြသပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကနောက်ပြန်မလှည့်ကြီးဒီတော်လန်ရေးသပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကိုင်းဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ရမက်ပင်မြို့နယ်မှာအောင်လံလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့စာသားကင်ဆွဲပြီးအတူရောင်ရွှေကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြားရှုံးရေးဟင်ကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမက်ပင်မြို့နယ်မှာပြည်သူအာမတ်တပိတ်စစ်ကြောင်းက အတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးနဲ့အကျန်းဖက်စစ်တပ်ကြာရှောင်းရေးဆန္ဒပြသမိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကပြည်သူအားမဲ့သပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆွဲပြီးအကျန်းဖက်စစ်တပ်ကြာရှောင်းရေးဟစ်ဆွေးမှုတွေပြုလုပ်ခဲ့ကြတာပါရှင်။ဆန္ဒပြတော်လှန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားထဲကနေပဲအကျန်းဖက်စစ်တပ်ကြာရှောင်းရေးဆန္ဒပြသမိတ်ကိုနေ့စဉ်ပြုလုပ်နေတာပါရှင်။ ပြည်သူလူထုပေါင်းတဘာဝပေးလူလုပ်ပေးဆိုတဲ့ဘေးနဲ့သွဲကနေကင်းဝေးနိုင်ကြပါလိမ့်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။